said we were on a roll. A girl, now I know. You were stringing me along, a long neck after another. You were gone before I even got your number. မရှိတော့အောင်မင်္ဂလာပါခုနမြင်လိုက်တဲ့ဗီဒီယိုက live motion နဲ့ဘယ်လိုလုပ်မလဲဆိုတော့ကျွန်တော်တင်နေမှာ share လေးလုပ်ပေးတော့မယ်နော် ဒီတဲ့ချင်းလေးကိုလိုချင်နေဆိုရင်ဒီဗီဒီယို description အောက်မှာ TikTok link ရဲ့ဒီဗီဒီယိုမှာပါဝင်မဲ့ V number တွေကိုကျွန်တော်အစိမ်းလိုက်ရေးပေးထားပါရနော်အဲ့ဒီကတစ်ချက်ကြည့်လိုက်ပါပြီးဆိုတရှင်းလေးရပြီဆိုရင်ကျွန်တော် live motion app တကိုတစ်ချက်ထောင်းလိုက်မယ်အပောင်းလေးကိုတစ်ချက်ထောင်းလိုက်ပါ MIDI မှာ core signature 2830 background ကိုအမြင်အောင်ထားနော်ဒီပုံစံမျိုးရွေးရှိပြီးတော့ဝင်လာခဲ့ပါတကယ်လို့လွှဲချော်ခဲ့ရင်ကျွန်တော်ပြရတဲ့ရာနဲ့ message လို့ live လုပ်တဲ့ကောင်မှာတလွေးစီဖြစ်နေမယ်နော် โอเคဒီတိရောက်လာပြီဆိုတော့ပေါင်းလိုက်ပြီရှင်းတော့မီဒီယာတော့ကျွန်တော် edit လုပ်မဲ့ mp4 တစ်ချင်လေးကိုထည့်လိုက်မှာဒီတစ်ချင်လေးကိုတစ်ချက်ထောက်မယ်အပေါ်အစစ်ဆုံးစနေ extra audio ဆိုတော့တစ်ချက်ထောက်လိုက်ပါအောက်ကပုံလေးကိုတစ်ချက်ထောက်မယ်အပေါ်မှာအမိုက်ပုံလေးကိုတစ်ချက်ပြောလိုက်ဒီမှာဒါဆိုကျွန်တော်တစ်ချက်ရပြီနော်ကျွန်တော် description မှာပေးထားတဲ့ b number ကိုကြည့်ပြီးတော့မှ miss လို့ပြီးမဲ့လိုက်ပါပြီးမဲ့တဲ့အခါမှာ number နေရာကိုဒီလိုမျိုးလည်းနဲ့တစ်ချက်ထောက်လိုက်တာနဲ့ b ဖြစ် B ဖြစ်တယ်နော်တရှင်ထောင်း B ဖြစ်တယ်တကယ်လို့ A B ဟာမှကိုရှာထားတာနင်းနေလွေးတော့ရယ်ဆိုတော့ A B နေရာလေးလာပြီးတော့မှ တရှင်ထောက်လိုက်ပါပြောင်းသွားလိမ့်မယ်နော်ကပြီးမဲ့လို့ပြီးပြီဆိုရင်ကျွန်တော်ပေါင်းလိုက်ပြီးတရှင်တော့ background ကိုထောက်လိုက်မယ်ပေါ်ဆက်သုံးစနေ stretch တိက position ရယ် screen ပြပြနေမယ်ဒီ background ကို color and free ကိုနှိပ်မယ် bit gradient ဆိုတဲ့နေရာလေးကိုထောက်လိုက်ပါအလေးကောင်းမှဒီကောင်းလေးပေးလိုက်ပါဒီဒီနေရာလေးမှာအဖြူရောပြောင်းပေးလိုက်မယ်ဒီနေရာလေးမှာတရှင်ထောက်မယ်အမေးရောပြောင်းပေးလိုက်မယ်နော်ပြီးဒီတောင်းချောင်းလေးကိုဒီလိုမျိုးလေးဆွေယူခဲ့မယ်အလေးစင်တာလိုက်မှာထားမယ်ဒီလိုမျိုးတောက်ပြောင်းနေတဲ့ပုံစံမျိုးလေးပေါ့နော်ကတိကတော့မယ် နပီဒီဘက်ဂရောင်းကိုဒီဗီဒီယိုအဆုံးထိထားပေးလိုက်မယ်နော်ပီဒီဘက်ဂရောင်းဒီမှာကျွန်တော် effect ထင်မယ် effect ကနေ add effect ကနေပထမဆုံးအနေနဲ့ကျွန်တော်ဒီနေရာနီးကိုတရှင်းထောက်လိုက်ပါ BD အောင်မှာ tab balance ဆိုတာရှိရနော်အဲ့ဒါလေးကိုတရှင်းထောက် standard set ကိုနေလိုက်မယ်ဒီ tab balance ထိမှာဒီ offset ကိုဆက်မှာ key frame ရှာလိုက်မယ် ပစ်တူကိုအဆောင်တီးတော့လိုက်မယ်အဆောင်မှာ key frame ရမယ်ဒီ a ဆိုတဲ့နေရာလေးပေါ့နော်အဲ a ဆိုတဲ့နေရာလေးမှာ450ဒီဘက်က y ဆိုတဲ့နေရာလေးမှာ -600 dt ရွှေ့ပေးလိုက်မယ်ပြီးကဒီအောက်မှာ evolution ရှိမယ် evolution ကို -1.818 လောက်ထားလိုက်မယ်မြင်ချင်းနော်ဒီ scale ဆိုတဲ့နေရာလေးကို0.2 point ထားမယ် ကတရားမှာ stress ကျိုးရှာရှိပါရင် a stress ကိုတော့ကျွန်တော် data ထားမယ် intensity ကိုနည်းနည်းပြပြင်ပေးလိုက်မယ်1.39ထားလိုက်မယ်တရားမှာ seed ကို data ထားဒီကံလာနေရာလေးကို data ထားဒီအဖြူရုံလေးဒီအောက်မှာ normal ဆိုတဲ့နေရာလေးမှာ multiply ကိုပြောင်းပေးလိုက်ပါပြီးရင်ဒီအောက်မှာဒီကောင်လေးကိုကျွန်တော်အဆုံးထိ short ပေးလိုက်မယ်နော်ဒီမှာဒီလိုပုံစံမျိုးလေးဖြစ်တော့လိမ့်မယ်ဒီရထွက်မယ် နောက်ထပ်ဖက်တစ်ခုတင်မယ် edit ဖက်ကိုနေပြန်ဒီနေရာလေးကိုတရှင်းထားလိုက်မယ်ပြီးဒီအောင်မှာ find a guest ဆိုတာရှိရနော်အဲ့ဒါလေးကိုတရှင်းထား standard city ကိုနေလိုက်မယ်ဒီကောင်လေးမှာဒီ small thing ဆိုတဲ့နေရာလေးကို10.0အဆောင်ဒီတင်လိုက်မယ် small thing ဆိုတဲ့နေရာလေးကိုဒီ embed ကိုတော့ကျွန်တော်အာ mizero ဖွင့်ပြီးဖွင့်ဖွင့်လိုက်လို့ရှိရင်ဒီလိုမျိုးလေးဖြစ်သွားမယ်နော် မင်းစင်တွေကြိုက်တဲ့အနေထားကိုထားပါကျွန်တော်ကျွန်တော်ဒီချိန်မှာပြထားတာဆိုရင်ဒီကောင်ဒီလိုမျိုးဖွင့်တဲ့ပုံစံမျိုးလည်းပေါ့နော်အဲ့ဖွင့်တဲ့အရာနဲ့ပြထားတယ်ဖွင့်ထားလိုက်မယ်နောက်ထပ် effect တစ်ခုတင်မယ် add effect ကိုနေပြီးတော့မှဒီ color နေရာလေးကိုတစ်ချက်ထောင်း gradient overlay ကိုတစ်ချက်ထောင်းလိုက်မယ်နော် standard setting ကိုလိုက်လိုက်မယ်ဒီ gradient overlay ထဲမှာအပေါ်ကဒီ color ကနေရောင်းထားမယ် color ဝင်အောင် color 2ကိုကြာရင်တစ်ချက်ထောင်းရင်ဒီဘက်ကမြွေသေးသေးနဲ့အရာုံလေးအဲ့အရာုံလေးကိုထည့်ပေးလိုက်ပါသူကမှ angle ဆိုတဲ့နေရာလေးကို5.5လောက်ထားလိုက်မယ် မယ် offset ကိုဒီတိုင်းထားမယ် scale ကို0.10ထိချောလိုက်မယ်သူအောက်မှာဒီ linear ဆိုတာထဲဒီဘက်က space ဆိုတဲ့အရာကိုပေးလိုက်မယ် vd အနေအလေးမှာတစ်ချက်ထောက်ပြီးတော့မှ multiply ကိုရွှေလိုက်ကင်းဒီကထွက်ပါကတိအပေါ်မှာကျွန်တော်ကဓာတ်ပုံထည့်မယ်အပေါင်းလေးကိုတစ်ချက်ထောက် media ထောက်မယ်ကိုတင်မယ်ဓာတ်ပုံပေါ်ထည့်လိုက်အပေါင်း set 30နဲ့ straight composition ရဲ့ screen ပြဖြစ်လိုက်မယ် vd ဓာတ်ပုံ video အဆုံးတီကျွန်တော်ထားလိုက်မယ်ဒီဓာတ်ပုံလေးကိုနော် ᱛᱤᱥᱮ ᱵᱤᱰᱤ ᱢᱟᱨᱠᱤᱱᱟ ᱠᱤ ᱯᱷᱨᱮᱱᱪᱟ ᱫᱤᱱᱤᱭᱟᱱᱮ ᱢᱟᱝᱜᱟ ᱭᱟᱱᱟ ᱠᱤ ᱯᱷᱨᱮᱱᱪᱟ ᱫᱤᱱᱤᱭᱟᱱᱮ ᱢᱟᱝᱜᱟ ᱭᱟᱱᱟ ᱠᱤ ᱯᱷᱨᱮᱱᱪᱟ ᱫᱤᱱᱤᱭᱟᱱᱮ ma ᱭᱟᱱᱟ ᱠᱤ ᱯᱷᱨᱮᱱᱪᱟ ᱫᱤᱱᱤᱭᱟᱱᱮ ᱢᱟᱝᱜᱟ ᱭᱟᱱᱟ ᱠᱤ ᱯᱷᱨᱮᱱᱪᱟ ma 900 ᱭᱟᱱᱟ ᱠᱤ ᱯᱷᱨᱮᱱᱪᱟ ᱫᱤᱱᱤᱭᱟᱱᱮ ᱢᱟᱝᱜᱟ 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 ᱭᱟᱱᱟ no ᱯᱷᱨᱮᱱᱪᱟ ᱫᱤᱱᱤᱭᱟᱱᱮ ᱢᱟᱝᱜᱟ ᱭᱟᱱᱟ ᱠᱤ 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 ᱯᱷᱨᱮᱱᱪᱟ ᱫᱤᱱᱤᱭᱟᱱᱮ ᱢᱟᱝᱜᱟ le ᱠᱤ ᱯᱷᱨᱮᱱᱪᱟ ᱫᱤᱱᱤᱭᱟᱱᱮ ᱢᱟᱝᱜᱟ ᱭᱟᱱᱟ 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 ᱠᱤ ᱯᱷᱨᱮᱱᱪᱟ ᱫᱤᱱᱤᱭᱟᱱᱮ ki pressure bi tu o dibe daw wo po lai me ke bi di jaw la ge ko thaw sa thong sa ne piece ka law lai no pi lo shi di a tre modern shadow wo di shet thaw bi di nya le ma အဖြူရောင်ပြောင်းလိုက်မယ်ဒီကာလာနေရာလေးမှာနော်ကာလာနေရာလေးအဖြူရောင်ပြောင်းပြောင်းပြီးဒီ stock ကိုဖွင့်ပေးလိုက်ပါ Okay ဒီကနေလို့သူက Okay ဒီနားလောက်မှာ the ding ကနေဖြစ်သွားလိမ့်မယ်နော် ကဒီဘီဒီမှာဒီနားမှာကျွန်တော်ဘီဒီမှာကတခုဒီ description မှာလည်းကျွန်တော်ပေးထားလိုက်မယ်နော် okay အဲ့နားလေးမှာကျွန်တော် duplicate လုပ်လိုက်မယ်ဒီ background ဒီခုနတပ်ပုံကိုထောက်ထောက်မလား duplicate layer လုပ်လိုက်မယ်နှစ်ထပ်ပြီးတော့လိမ့်မယ်နော် bd 1 ratio 1a ဆိုတဲ့နေရာလေးမှာထောက်ပြီးဒီနားပုံလေးထောက်ပြီးတော့မှ delimitation ရှာလိုက်ပါဒီ image ရှာလိုက်တဲ့အခါမှာကျွန်တော်ဒီထဲမှာရှိနေတဲ့ဒီ move and transport ကိုကစားခဲ့တဲ့ key frame ကလွေးနေပါတော့ ီဒီနောက်ဆုံး key frame ကိုဒီ bit မှာပြင်မှတ်ထားမယ်ဒီရှေ့အလေအား key frame ကိုဒီနားလောက်မှာထားမယ်ကစ်တီကြားမှာကျွန်တော် grade တွေမပြတ်ဖို့လို့ grade တွေပါကျွန်တော်စစ်ရမယ်နော်ဒီမှာဒီမှာ grade အချိမယ်ဒီမှာ grade ရှိရတူတော့ဒီနေရာလေးမှာတစ်ချက်တော့ဒီမှာ grade နော် grade okay မယ်ပြီနော် okay ဒီနေရာလေးမှာကျွန်တော်ကစားပြရမယ်ဒီကောင်လေးကိုအဆုံးက bit မှာ game မှာနော်ဒီဘက်အချမ်းကိုပို့ပေးလိုက်မယ် ိုဒီလိုမျိုးထားလိုက်ဒီချာမှာ grade ပြတ်တော့လာခြင်းမယ်မပြန်ထားလိုက်မယ်ကြရပြီမေဒီယာတွေကျွန်တော်လုံးလို့ပြီးပြီဆိုတာနဲ့ဒီ color fade ကိုထောက်ပြီးတော့ပါဒီနေရာလေးကိုထောက်လိုက်ပါပြီးလို့ရှိရင်ဒီတဲ့ပုံကိုအစာပေါ့နော်နောက်ထပ်တဲ့ပုံတစ်ပုံပြောင်းလေးပြီးပုံမိုက်တယ်အဒူရီယန်တဲ့ပုံတစ်ပုံနေလဲဆိုရင်ကျွန်တော်အာဘယ်ခုနကဒူတဲ့ပုံနော်ဒီတက်ပုံလေးကိုပြောင်းပေးလိုက်မယ်ဆင်းတော့ညတီအပေါင်းလေးကိုနှိမ့်လိုက်ဒါဆိုတက်ပုံပြောင်းသွားလိမ့်မယ်နော်ဒီမှာတပုံးဒီမှာတပုံးဖြစ်သွားပြီ โอเคဒီတက်ပုံကိုပဲကျွန်တော်ထောက်ပြီးတော့မာဒီတက်ထောက်ပြီးတော့မာဒူပလီကတ်ထည့်လုပ်လိုက်မယ်ဒီဒီဒီကကြရင်ဒီမှာ3 ratio 0 9ဆိုတော့အရှိက3 ratio 1 2ဆိုတဲ့နေရာလေးထောက်ပြီးတော့မှဒီနေရာလေးထောက်လိုက်ပါပြီးဒီလိုမျိုးကျင်တဲ့အဲ့ဒီခါမှာကျွန်တော်ဒီနေရာလေးထောက်ပြီးဒီ bit marking quantity ကြောက်လောက်လိုက်ပါဒီလိုမျိုးဒီ share bit marking မှာလည်း quantity ကြောက်လောက်လိုက် okay ဒီလိုရှိရင်ဒီကောင်လေးကိုကျွန်တော်အပေါ်ဘက်ကိုမြောက်တင်လိုက်မယ် ီဖက်ပါနော်တခါလေးလောက်ခဲ့လိုက်မယ်အပေါ်ဘက်ရောက်သွားပြီဒီကြားမှာ grab ပြက်လာတစ်ချက်ကြည့်မယ်မပြက်ရင်အောက်ကကောက်လေးကိုထိရှိဒီကြီးရဲ့လက်ကောက်လေးကိုတစ်ချက်တော့အပြီး key frame တွေကိုသူဒီ beat marking နေရာကိုရောက်အောင်ရွှေ့ပေးလိုက်ကျွန်တော် grade ကို6 grade ကမပြတ်ဘူးဆိုရင်ကျွန်တော်ဓာတ်ပုံပြောင်းလိုက်မယ် color fade နဲ့ဒီညာလေးထောင်းနောက်ထပ်ဓာတ်ပုံတစ်ပုံကိုပြောင်းလေးပေးလိုက်မယ်အာဒီဓာတ်ပုံလေးပြောင်းလေးပေးလိုက်ပါဒီမှာနော် ကဒီဓာတ်ပုံလေးပြောင်းလေးပြေးလိုက်တာလေဒီဓာတ်ပုံဒီမှာပထမတပုံဒုတိယတပုံတတိယတပုံဖြစ်သွားပြီเนาะโอเคနောက်ထပ်ဓာတ်ပုံကိုလေကျွန်တော်ဒီဓာတ်ပုံကိုပဲ duplicate လုပ်လိုက်မယ်ပြီးတော့ပွားပုံလေးကိုဒီ bit marking เนาะ file ratio 06ဆိုပြီး bit marking လာပြီးတော့မဒီလိုမျိုးချိန်လိုက်ပါဒီကြားမှာကျွန်တော်ဟိုဒီဟိုဟာပြောင်းနေတာရှိမယ်เนาะဒီကောင်လေးဒီကောင်လေးကိုဒီမှာ quantity မကြဘူးဒီကောင်တော့ sorry ဒီကောင်တော့ quantity ကြဒီကောင် quantity မကြအောင်เนาะ โอเคအဲ့လိုမျိုးတည်းဒီအောက်ကကောင်လေးကျွန်တော်တစ်ချက်ကြည့်မယ်ဒီကောင်ဒီလိုမျိုးလေးလုံးလိုက်မယ်ပြီးတော့ပေါ်ပေါ်ကောင်ကိုပြန်ထောင်းမယ်နော်ထုံးစံတိုက်ပဲကျွန်တော်ဒီနောက်ကပြီးဒီမှာကင်မာဒီဘက်ကိုရွှေ့ပေးလိုက်မယ်ကဲပြီးဒီအတွက်ပြီးကျွန်တော်ဒီကောင်ကို blending opacity ကိုတစ်ချက်ထောက် key print ရှာလိုက်ပါနော်ပြီးဒီနားတော့ key print ရှာပြီး zero ရှာလိုက်ပါဒီကနေလို့သူဒီလိုမျိုးလေးတော့ okay ဒီနားမှာဒီလိုမျိုးလေးထားမယ်နော် အစအစစကြောင့်တရှင်းကဒီနားနေပြီးစထွက်တော့စထွက်ပြီးတော့မှဒီဘက်ကိုသွားရယ်နော်